Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ Society နဲ့ Manchester United ပွဲမှာတော့ကျွန်တော်တို့တစ်ဖက်တကူးစီကျွန်တော်တည်ကြတယ်ဆိုတော့နော်ကစားဟန်ကတော့တော်တော်ကိုစိတ်ပြက်စရာကောင်းတဲ့ပွဲဆိုပေမဲ့ရလက်ရကျွန်တော်တို့ကြည့်နေတော့ October သည်ရဲ့ဆိုပြီးတော့တင့်တော်တယ်ရလက်လို့ကျွန်တော်ပြောရမလားအဲကျွန်တော်တို့တောက်လျှောက်ဆိုသူတို့စုပ်ပြက်တက်လွန်းတဲ့ performance ကနေပြီးတော့ကျွန်တော် Zixi ရဲ့ဂိုးနဲ့ဥဆောင်ဂိုးတွေပါရရတယ် Bruno Fernandes ကနေပြီးတော့ penalty လက်ထိပေါ်ပေးလိုက်ရတယ် ပွဲပြီးကန်ဒီမှာအန်ဒရယ်ဦးနာနာအနေနဲ့ပေါ့နော်တကယ်ဂူးနိုင်တဲ့အလုံးတလုံးကိုသူပုတ်နိုင်ခဲ့တယ်ဆိုတော့ခြုံကြည့်ရရင်ဗျအသင်းမှာဒီလာဒီကိုဘက်ပေါ့နော်ပရမပိုင်းကျွန်တော်ကြည့်ရင်စူစီတဲ့ဘက်ကနေပြီးတော့တကယ်အန်ဒီအများတဲ့အခြေအနေဒီအများကြီးမရှိတဲ့အနေထားကနေရှုံးရှုံးတော့မဲ့လူနီပါဒီကျွန်တော်ဖြစ်ခဲ့တာပရမပိုင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်စူစီတဲ့ဘက်ကတကယ်အခွင့်အရေးတွေပါတယ်ဆိုလို့ရှင်တူတူကြကြကြီးဘာမှအများကြီးရခဲ့တာမဟုတ်ဘူးဖြတ်တင်ပေါ်တွေသူတို့ပြေးဖို့ကြိုးပမ်းနေ United Kansas ကစားမာတွေအမြင်ပေါ်တွေကောင်းကောင်းရှင်းနိုင်နေတယ် အပိုင်ရခွင့်ရည်တွေသူတို့ကောင်းကောင်းမဖန်တီးနိုင်ဘူးဘောလုံးပိုင်ဆိုင်မှုသူတို့အများကြီးရတယ်ဒါပေမဲ့လည်းလို့ပေါ့နော် အခွင့်ရေးဖန်တီးမှုပိုင်းမှာစူစီတက်ကအချိန်ကြီးမကောင်းတယ်လို့ကျွန်တော်တို့ဒီအပိုင်ရင်ဆိုတာမျိုးတိတ်မရှိခဲ့ဘူးပေါ့နော်အဲ့လိုအနေထားကနေပွဲပြီးခင်ဒီမှာဦးနန္ဒာအသေးအံပုတ်လို့ရတဲ့အထိနော်ကျွန်တော်ဖြစ်သွားတာအဲ့လုံးနာဝင်ရင်တူးဝန်းနဲ့ရှုံးမှာဆိုတော့ဟိုတော်တော်ကန်ကောင်းခဲ့တဲ့ပွဲပေါ့နော်အဲ့လိုပဲပြောရမလားဟိုရလက်ရတော့ဗျာသိတယ်မလားဟာစူစီတက်ကိုဝေးခွင့်မှာပြောရတာဘာလဲတည်ကြတာကြည်နဲ့နေရသလားဘာညာတကယ်နဲ့ကြည်နဲ့မှာ တကယ်တမ်းကြည်နဲ့မှာစူးစီးတဲ့ကိုရှင်ကစားနိုင်ဆိုရင်ရှိမနေဘူးเนาะအချက်လက်တွေရဘာညာကြည့်တော့ပူကောင်းခဲ့တဲ့အတင်ဖြစ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်ဘာလို့လဲဆိုတော့ကိုပေါကန်တူးမှုတွေမှာဆိုလို့ရှိရင်ပူကောင်းတဲ့ quality shot တွေကိုဘက်ကပူရှိခဲ့တာတို့ဘာတို့တချို့ရှိခဲ့တာဟုတ်เนาะစူးစီးတက်ကမိနစ်85မိနစ်ကျော်မှပူပြီးတော့သူတို့ကောင်းလာတဲ့ပုံစံဖြစ်လာတာအထူးသဖြင့်သူတို့ခြေပါကိုရအပြီးမှာပြန်ပြီးတော့သူတို့ကစားတဲ့ပုံစံလေးတွေကကောင်းလာတာဒါမှမဟုတ်ဘောနော်ဟို United ကဒီနေ့ပွဲကစားသွားတာတော်တော်ကိုစုပ်လွန်းပါတယ်စူးစီးတက်ကဒီ position ကစားတာတော်တော်ကောင်းတယ် Manchester United နေနဲ့လာမဲ့ဒီဟိုမှာဒုတိယကျော် Ultra ဖို့မှာကစားမဲ့ပွဲမှာဆိုလို့ရှင်တော့ဒီအခွင့်အရေးကိုသူတို့အကောင်းဆုံးယူနိုင်မှကျွန်တော်ရမယ်ဟိုအခုလက်ရှိ1-1ဆိုတာမျိုးကဗောနော်ကျွန်တော်စုပ်ပြတ်တက်လုံးနဲ့ performance ပြခဲ့တယ်ဆိုရင်ရလက်ပိုင်းရအဲ့လောက်ကြီးကြီးကျွန်တော်တို့ဖြစ်ဖြစ်เสียရမလို့သေးဘူးဗောနော်ဆိုတော့မဆိုးဘူးရလက်ရတော့ကျွန်တော်မဆိုးဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့အသင်းကစုပ်ပြတ်တက်နေတယ်အခုလောလောဆယ်မှာတရားဒီလုံးကြီးပါကျွန်တော်တို့ကစုပ်ပြတ်တက်နေတာတိုက်စစ်ကလည်းကျွန်တော်တို့တော်တော်ကိုအသက်မဲ့တဲ့တိုက်စစ်ကိုပိုင်ထားတာ ဆိုအဲ့လိုမျိုးနဲ့လဲစရာလူအများကြီးမရှိတော့ရှိတဲ့ကောင်းလေးတွေလက်ပက်လဲရရင်တိုက်စစ်မှာဘသူကတိုက်စစ်ကစားလို့ကစားရမလဲမသိတဲ့အချင်းဒီမျိုးကြီးကျွန်တော်ရှိခဲ့တာဗျာစဉ်းစားကြည့်ပွဲပြီးခင်ဒီမှာအတင်းရတိုက်စစ်ကိုရှူလိုက်ရင်တူဘီကိုလျာအရစ်စင်နဲ့ကျွန်တော်ဒါရက်စမတ်ဝှိုက်လန်နဲ့ဘလူသွားဂိုးသွင်းညမှာဟင်အိုက်အိုက်ပုံစံနဲ့ကျွန်တော်ဘလူသွားဂိုးသွင်းမှုကျွန်တော်လုံးကြမလဲဟုတ်တယ်မလားဆက်လို့မျိုးဆိုတော့ ဟိုအဲ့လိုအချီနီကနေဒီစင်ဝန်းဝန်းကြတယ်ဆိုတော့ဒါမဆိုးဘူးပဲကျွန်တော်ပြောရမယ်ဗျာသိလားရလက်ရလက်ရလက်တီးတန်ကြီးပဲပြောရမဆိုးဘူးဗောနော်ဆိုတော့ outro ဖို့မှာဒါအစအနေမျိုးပြန်ကန်ခွင့်ရမယ်အနိုင်ရရင်နောက်တစ်စင်ကိုကျွန်တော်တက်ရမယ်ဒါဘလောက်ပဲခေးနဲ့ပွဲပဲဖြစ်ဖြစ်အိုထွက်ဖို့မှာကစားတဲ့ပွဲရတော့မျောလင်းစရာကောင်းမလားစောင့်ကြည့်ရမှာပဲ အခွင့်အရေးရှိနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့လုံးဝဒီမျောလင်းစရာလုံးဝမရှိတော့တဲ့အချိန်မျိုးဖြစ်သွားတာမျိုးမဟုတ်ဘူးရလက်ရတည်ရီဆိုတော့ဆိုတော့စုစည်းတဲ့ဘက်ကတော့ဗျာဒီလားဒီဖြစ်တင်ပေါ်ဒီသူတို့ပြီးတာတွေကောင်းနေ position ကစားတာတွေကောင်းနေ ground USD EDW USD သူတို့အများကြီးပူကောင်းနေအတင်းဖြစ်တယ်အခွင့်အရေးဖန်တီးမှုပိုင်းမှာသူတို့တိုင်ပတ်နေခဲ့တာဆိုတော့ United ဘက်ကကျွန်တော်တို့ကြည့်ရင်ညီညီကိုတော့မသိဘူးကြည့်ကြတာလေးဒီလားကျွန်တော်ဒီဒီကိုဓာတ်လို့ဘလူဘလူနားလေရမယ်ဒါဒါ professional ဘောလုံးသမားတွေဗျာဒါဒါ professional ဘောလုံးသမားတွေ ဘလူးဘလူးပို့စကူကတော့ပွဲပြီးမှပြောထားတယ်ဒါလို့အနေနဲ့ပေါ့နော်အဲ့ Resman White လင်ပြီးသွားတဲ့အလုံကိုထိုးမပေးတာအဲ့မမြင်ဘူးဆိုတာတော်တော်ကိုကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲရုပ်ရုပ်ပြက်လွန်းနေပေါ့နော်အဲ့လိုမျိုးကျူးလွန်ခဲ့တဲ့ကစားမားတိုင်းကိုကျွန်တော်က1200လောက်စီချရမှာဟုတ်ပြောတာမင်းအဲ့လောက်ကြီးကြီးကတော့မင်းမဆိုးမင်းရိုင်းရိုင်းဆိုင်းဆိုင်းကြီးမဆိုးတင်ယွန်စရာကြီးဗျာယွန်စရာကြီး Resman White လင်ပြီးသွားပြီးတော့ဒီကောင်အလဲကိုထိုးပေးလိုက်လို့ရတဲ့အလုံကြီးကိုမမြင်ဘူးဆိုတာကတော့ယွန်စရာကောင်းလုံးနေမင်းအဲ့ဒါကြီးက တော်ကြီးကိုယွန်းစရာကောင်းလို့နေအဲ့လောက်ထိလွတ်တဲ့လုံကတော့မရှိဘူးဗျာဒီကောင်ထိုးပေးလိုက်ရင်ကွက်တီးဖြစ်နေပြီအဲ့ဒါကိုကျွန်တော်လူမပေးဘူးကျွန်တော်ပြောရင် तू ကထိုးပေးလိုက်လို့မင်းတိုက်စစ်မှုကအသုံးမချနိုင်ဘူးဆိုလို့ချင်းဒါတိုက်စစ်ကိုကျွန်တော်အမှန်ကန်ဆဲရတော့မှာမိမိမိ Resman White နဲ့ဘယ်နှလုံးမှမကန်နိုင်ဘူးပဲကြောကြောပြောဘာပဲပြောပြောအဲ့လုံက Resman Street ကျွန်တော်ရှိကိုရှိခဲ့ရမှာနော်အဲ့လုံမှလေ तू လည်းမပေးရော Resman White လည်းကအိုးသူ့ကိုအော်ပြောတယ်လူကဂျူကြီးတောင်ပြန်ကြည့်လိုက်သေးတယ်ဘလောက်တောင်ချက်တည်ရုပ်တဲ့ကစားမလဲဘလောက်တောင်ချက်တည်တုံးတဲ့ကစားမလဲတော်တော်ကိုတော်တော်ကိုစိုးဝါလွန်းတာပါဆိုတော့ ဒါလောကတော့ဗောနော်ဟိုဘယ်လိုပြောမလဲကျွန်တော်တို့သူ့နေရာကိုအစားထိုးမဲ့သူမရှိသေးသေးတွေကတော့ဆက်ပြီးတော့ပါနေဦးမှာပဲပါလဲပဲကျွန်တော်ဘလောက်မှအသိန်းပေါ်မှာအကျိုးပြုနိုင်မယ်လို့ကျွန်တော်မထင်ဘူးဒီကိုဒါလောက်နဲ့ပတ်သက်ပြီးတော့ပူကောင်းတဲ့ option တွေဖြစ်အောင်ကျွန်တော်ကြိုးပမ်းတင်နေပြီးပြဿနာကမရှိဘူးဖြစ်နေတယ်ဆိုတော့ဘယ်လိုလုပ်ကြမလဲအခုလည်းပဲပွဲပြီးတဲ့အခါကျတော့ Master Wee က injury ဖြစ်သွားတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်အသိန်းတွေစိတ်ပူစရာပါဘာလို့လဲဆိုတော့ Arsenal နဲ့ကစားမယ့်ပွဲမှာအသိန်းမှာဘယ်ကစားမှမပြန်လာအောင်မှာမဟုတ်လို့ပဲ တော်တော်လေးတိုင်ပတ်တယ်ဗောနော်ဆိုတော့ဒါလို့အနေနဲ့တော်တော်ကိုကြက်တည်ရုပ်လုံးနဲ့ကစားမှာပဲနောက်တစ်ခုကကာနာချိုအာကာနာချိုကဖန်တီးပေးခဲ့တာပဲဖန်တီးတာလည်းကဲကိုရှိမှရှိတဲ့ကောင်ကိုထိုးပြလိုက်ရုံပဲမပြောချင်တာကကာနာချိုဒီနေ့ပွဲစဉ်မှာဂိုးပေါက်ကန်သွင်းမှု၅ချိန်လုပ်တယ်ကာနာချိုဒီနေ့ပွဲမှာဂိုးပေါက်ကန်သွင်းမှု၅ချိန်လုပ်သွားတယ်ဘူးမတည့်တဲ့အလုံးကြီးအများကြီးပဲဘူးမတည့်တဲ့လုံးကြီးအများကြီးပဲဒါပေမဲ့တိုက်စစ်မှုဖြစ်တဲ့ရက်စမန်ဝှိုက်လန်ကဂိုးဂိုးဒီချိန်မှကန်ခွင့်မရလိုက်ဘူးဘာလို့လဲ ဘက်ထရီဒူကူကလည်းသူ့ကိုမပေးဘူးနော်ကာနာချူကသူ့ကိုဘယ်ဘလိုမှကိုမပေးတာကာနာချူဆိုလုံးဝကိုမပေးတာရက်စမန်ဝိုင်လန်ကိုဒီကောင်ကာနာချူလုံးဝကိုမပေးတာပြီးလို့ရှိရင်ကျွန်တော်တို့နေဓာတ်လောက်ကလည်းဘောလုံးမပေးဘူးနော်လုံးဝဘောလုံးပေးမစို့ဘူးနော်ရက်စမန်ဝိုင်လန်ကိုကာနာချူဘောလုံးမပေးတော့ကာနာချူဘယ်လိုဖြစ်လဲလက်ကြီးတရင်ရင်နဲ့နီနော်သူ့မပေးရင်စိတ်တူရတာနဲ့စိတ်ညစ်ရတာနဲ့နော် body language တွေကဒါမှမဟုတ်ဒါမှမဟုတ်ဘောလုံးပြီးတော့ရောမင်းဂိုးတက်အောင်ကန်နိုင်လား မင်းအဲ့ဘက်ချက်မှာသူအလွတ်ကြီးတွေကြီးပဲရလာတာကန်းတဲ့အလုံးတွေကကန်းတဲ့အလုံးတွေအလွတ်ကြီးတွေကြီးပဲရဲကန်းတာဂူးပေါက်ကိုကောင်းကောင်းမတည့်ဘူးဂူးပေါက်ကိုကောင်းကောင်းမတည့်ဘူးဘယ်လိုလုပ်မလဲအဲ့အဲ့ဒါမျိုးကြတော့အဲ့ဒါအဲ့ဒါအဲ့ဒါမင်းနာပိုလီမှာလစာအမြင့်ဆုံးရခြင်းတဲ့ကစားမှာနာပိုလီမှာလစာအမြင့်ဆုံးရခြင်းတဲ့ကစားမှာအဲ့ဒါကျောနံပါတ်ခွန်ရခြင်းတဲ့ကစားသမားနော်ဘယ်လိုလုပ်မလဲတော်တော်ကိုတော်ပြီးလို့ရှိရင်လည်းပဲဗျာသူ့ရဲ့ body language တွေသူ့ရဲ့မျက်နှာမူရတွေဘလို့မှအဆင်ပြေမနေဘူး ကာနာချူဟာအသင်းမှာဆိုလို့ရှိရင်ဟောသူ့ကိုကြော်ပြီးတော့အဲ့ဒီလက်ဖွင့်မှာနေရရမဲ့သူမရှိလို့ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့ပူတော်မှညီကောင်ဖင်ကောင်ကကျေသွားသေးတယ်တော်တိုကိုအာရုဂန်ဖြစ်တဲ့ကစားမှာတတော်ကူတော့ကူဘူတို့ပါတော့နော်လူသားလဲခံရရတယ်နော်ဒီကောင်တပွဲလုံးကြီးပါကစားသွားတယ်အဆစ်တလုံးရတာတော့ဒီကောင်ကူဘူချီပြမိအောင်မကစားနိုင်ဘူးကာနာချူကာနာချူနဲ့ပတ်သက်လို့နော်အမ်မိုရီနီနဲ့ပြာနော်ကျွန်တော်စီစနစ်အစ်စ်တွေထုတ်ထားသည်မီကာနာချူမင်းတပွဲကိုကိုပေါက်ကန်တူမှု၃ချိန်ပဲလုပ်ရမယ် ဲ့ဒီတည်းပို့ပြီးတော့လုပ်တယ်ဆိုရင်ဘန်ကတော့ဗာလဲဒီဗာလဲဒီမင်းပေါင်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 9000နီးပါးဒံငွေပေးရမယ်ဘာညာအဲ့လိုလုပ်မှရတော့မှာဒီလားအခုကကို့လူကိုတွဲဆော့ဖို့ဒီကောင်မကျင်ဘူးဗျာအကုန်လုံးသူကိုယ်တိုင်ကံမယ်ဆိုတာကြီးပဲမင်းကြည့်ပါလားမင်းမင်းဟိုဒိုဂူတို့လွတ်နေတာမျိုးဒီဒီကောင်ဒိုဂူကိုဘယ်တော့မှပေးပြီးမစော်ဘူးဘက်ထရီဒိုဂူဒီကောင်ဘယ်တော့မှဘောလုံးပေးမစော်ဘူး white land ကိုဘယ်တော့မှဘောလုံးပေးမစော်ဘူးနော် zigzag ကိုဘယ်တော့မှဘောလုံးပေးမစော်ဘူးတယောက်တည်း area box ကိုရပြီဆိုတာနဲ့ဒီကောင်မင်း go box ကံမလို့လောက်တော့တာ ဒါကြောင့်ဘသူ့ကိုလက်ဖွင့်မှကျွန်တော်ထားလို့မရဘူး။ဘာလို့လဲဆိုတော့တဖုံဖုံသူအောင်ကင်လို့ပဲ။ပြီလားနော်။သူ့စီစီရောက်ပြီဆိုရင်လူမပေးကျင်တော့ဘူး။တကူအောင်ဆံပဲရတဲ့မြသူကိုယ်တိုင်ပဲကင်ကျင်တယ်။သိတယ်မလားနော်။ဟိုဘယ်လိုပြောမလို့အကုန်လုံးကိုသူသူသူပဲဒီနော်ဟိုဖြစ်ချင်တာ။သူသူမှသူဒီ United မှာအရေးကြီးဆုံး United မှာအကောင်ဆုံးကစားမှအဲ့လိုအဲ့လိုအော်ညာချမ်းပို့လိုက်မှပဲ pass တွေထွက်တော်တယ်ဒါတော့မှညာချမ်းမှဆိုလို့ချင်းမဲအပိုင်ပြ area box ဆက်မှာနှလုံးလောက်သုံးလုံးလောက်ကျွန်တော်ကန်ခွင့်နေကြတာခူးပေါက်ကမတည့်ဘူးဘယ်တော့တော့စုပ်ပြတ်တတ်တဲ့ကစားမလဲ နာပိုလီကိုပြီးခဲ့တဲ့ဇန်နဝါရီမှာမရောင်းချလိုက်ရတာတော်တော်ကိုရင်နာစရာကောင်းတယ်တော်တော်ကိုရင်နာစရာကောင်းတယ်ဆိုတော့ဂါနာချိုဒီကိုတားလို့ဒီကစားမနှစ်ယောက်ကိုအဲ့ဒီပဲချက်မှာတွဲပြီးသွားတာအတင်ဘာမှအဆင်မပြေခဲ့ဘူးနော်ဘာမှအဆင်မပြေခဲ့ဘူးဇစ်ဇီကောင်းပြီးတော့စူစီတဲ့ဂူဒမညံ့ခဲ့လို့အဲ့ဂုံကမင်းကန်ကောင်းလို့ကျွန်တော်ရတာနော်ဆိုတော့နောက်တန်းကအဲမာစတာဝီလေးမာစတာဝီလေးဒီနေ့ပွဲစဉ်မှာအမြင်ပေါ်တယ်လဲရှင်မလူနိုင်ဘူးတော်တော်ကိုအချိန်ကြီးမကောင်းဘူးဒီလေးကတော့ဒီနေ့ပွဲစဉ်မှာအမှားမရှိလို့နှီးပါးတီကိုသူကောင်းခဲ့တာ ဒီလိမဆိုဘူးဟောဒါဟိုယူရိုလဲပုံမှန်ပဲဖာနန်ဒက်စ်လဲတာမန်ချီသွမ်းထက်မပိုဘူးကက်ဆမဲရူကတော့ပုံမှန်ကျွန်တော်တို့ပေါ့နော်ပွဲတွေထက်ပို့ပြီးတော့အဆင်ပြေတယ်လို့ပဲကျွန်တော်ပြောရမှာလားဘာလို့လဲဆိုတော့ပုံမှန်ထက်တော်တော်ကိုချီသွမ်းကအများကြီးအဆင်ပြေနေခဲ့လို့ပဲဒါတော့မှမနော်သိပြီးတော့အခြေအနေမကောင်းဘူးနော်ဒါပေမဲ့တာမန်သူပုံမှန်ကစားနေကြပွဲတွေတွေကျွန်တော်ကြည့်ရင်မဆိုကာဘာတွေလုံးနိုင်တယ်လို့ပဲကျွန်တော်ပြောရမှာပေါ့ဇစ်ဂီကတော့ဒါအသင်းတွေအကောင်းဆုံးကစားမလို့ကျွန်တော်ပြောရမယ်ဒီလားဇစ်ဂီအနေနဲ့ဒီဖူလန်နဲ့ပွဲစဉ်မှာလည်းတော်တော်ကောင်းတဲ့ performance တွေ့ရတယ် လက်ရှိဒီပွဲမှာလည်းသူ့စီကနေတော်တော်ကောင်းတဲ့ performance တွေ့ရတယ်။ဆိုတော့ Old Trafford မှာ Newcastle နဲ့ပွဲပထမပိုင်းကျွန်တော်ဒီနီးပြအမိုရင်းရဲ့လူစားကြီးလဲတာခံရပြီးပြိတ္တတွေရဲ့ဘောနောကျွန်တော်ဒါလောင်နာပြောင်နာတွေခံရတဲ့အပြီးမှာ Zigzia အများကြီးပူကောင်းတဲ့ကစားမှာဖြစ်လာတာ။ Patrick Dugu ကလည်းကြားထဲမှာတပွဲမကစားလိုက်တာနော်။တပွဲလားပါလိုက်မကစားလိုက်တာကောင်းလာမယ်နေသာပူတော်မှတိုင်ပတ်သွားသေးတယ်။ဖြတ်တင်ပေါ်တွေကလည်းကုလူစီမရောက်ဘူး။နော် Defense လည်းအဆင်မပြေဘူး။တယောက်ချင်းလည်းသူမကြော်နိုင်ဘူး။ ဆိုအသက်20မှာကလည်းမင်းမမဘာပဲဖြစ်ဖြစ်ဗျာမင်းဒီရမလားနော်မင်းတကယ်အစင်းင်းဖြစ်ပြီးမှုလို့ United ကမင်းကိုခေါ်ထားတာဟုတ်တယ်မလားတကယ်တကယ်ကျွန်တော်မျှော်လင့်တဲ့လောက်တော့လုပ်ပြနိုင်ရမှာဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင်အသင်းမှာအမ်မိုရီကိုအပြစ်ပြောခြင်းဝေဖန်ခြင်းပြဿနာမရှိဘူးရတယ်အမ်မိုရီရဲ့ system ကိုဝေဖန်ခြင်းနဲ့ပြဿနာမရှိဘူးရတယ်ဒါပေမဲ့လို့ဂါနာချူရူလိုမျိုး area box ထဲမှာရတဲ့နော်ဂိုးနဲ့တိတ်မဝေးတဲ့အနေအထားဒီမှာဂိုးပေါက်တက်အောင်မကန်နိုင်တဲ့ chance တွေပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဗာလဲဒါလိုလိုထိုးပေးရမယ့်လုံးတွေကိုထိုးမပေးတာတွေ ာနာချူကကျွန်တော်ဒိုဂူကိုပြီးမကစားတာဝိုင်လန်ကိုပြီးမကစားတာနော်ပြီးလို့ရှိရင်ဦးနနာတို့ကကုလူစီမရှိမရောက်ဖဲဥတီယာမဲ့လောင်ဘိုးတွေကန်းတင်နေတာဒါရီနဲ့မင်းဘလို့မှအချိန်ကြီးမကောင်းကြိုက်တဲ့နီးစနစ်ကိုပြောင်းနော်ကြိုက်တဲ့ကစားကွက်ကိုပြောင်းအဲရစ်နဲ့ဟာလက်တက်တို့ကလည်း၄နှစ်၃တစ်၄၃၃နော်ဗာမင်းအကုန်ပြောင်းဆိုတာပဲလက်ရှိဒီနီးပြ3ဘက်ဆော့လို့လို့ကျွန်တော်ပြောရအောင်ကလည်းရှေ့မှာကျွန်တော်နော်ဟိုဖူဘက်စီနဲ့ကစားတော့ကလည်းဒီကောင်လေးနဲ့ကဒါပဲလေတူတူကြကြကြီးကျွန်တော်ယာစီဆာမှာဗာမင်းဖြစ်ခဲ့လို့တော့ဟုတ်တယ်မလားဆိုတော့ကစားမားတွေက အေးအေးဆေးဆေးပဲကျွန်မဥပစဉ်းစားကြည့်ဗျာအကယ်လို့မန်ချက်စတာယူနိုက်တက်တန်ဆင်းသွားရမယ်ပရိသတ်ဒီနဲ့အသင်းကြီးပဲဒုက္ခရောက်ကြံခဲ့မှာဒီပုံစံမျိုးနဲ့ဆိုရင်ကစားသမားတွေကတက်တာပြပြီးတော့အေးအေးဆေးဆေးအသင်းပြောင်းသွားနောက်တစ်သင်းကိုပြောင်းသွားရုံပဲဒီကောင်လေးကဒါပေမဲ့လို့အသင်းကြီးနဲ့ပရိသတ်တွေပဲကြံခဲ့မှာဆိုတော့ဒီကောင်လေးခေါင်းထဲမှာကအေးအေးဆေးဆေးပဲတပွဲမင်းရှုံးသွားတယ်ပရိသတ်တွေမင်းအလုံးစုံဝေဖန်နိုင်တပွဲပေါ့ကွာနောက်ပွဲမင်းတည်လေးမြန်ကြရင်ဝန်းစည်းလောက်လေးနဲ့မြန်ကတ်နိုင်မယ်ဆိုလို့ရှိရင်အစဉ်ပြေသွားမှာပဲပရိသတ်တွေမိသွားမှာပဲဆိုတဲ့ပုံစံမျိုး ကစားမားတွေထဲမှာတာဝန်ယူစိတ်မရှိဘူးသိလားဘာမှဒီအသင်းနဲ့ပတ်သက်လို့အမှန်ကန်တွေးတောပေးကြတဲ့ပြည်ကောင်းတွေမရှိဘူး AACC ပဲသူတို့တွေကတပတ်တပတ်လောက်ခလာစားတွေရတယ်ပြီးတာနဲ့ပေါ့နော်မင်း AS ပြီးသွားပြီပြည်သက်တွေဘလောက်ဝေဖန်မလဲမင်းလူထီလူထီဘာမှလာလို့လို့မရဘူးဒီကောင်းတွေဆိုရှယ်မီဒီယာပေါ်မှာပဲပြောလို့ရမှာဒါပဲသူတို့အသင်းပေါ်မှာဟိုဘယ်လိုပြောမလဲစိတ်နှစ်ကိုနှစ်အပြည့်နဲ့ကစားပေးတဲ့ကောင်တွေကလက်ချိုးရီလို့၃ရောင်မပြည့်ဘူးတော်တော်ကိုအချိန်ကြီးစိုးလုံးပါတယ်အမိုရီယာဒါမှမဟုတ်ကစားမိုင်းနဲ့ကျွန်တော်ရင်ဆိုင်နေရတယ်အဲ့တော့ဘလို့ပဲပြောပြောပေါ့နော် ဟိုရာဒီကုံတိဒီပုံစံတိုင်းတွားရင်တွားမဟုတ်ရင်ဒီထက်ပူဆိုးတဲ့ပုံစံနဲ့ပဲတွားမှာဒီထက်တော့ပူကောင်းလာတဲ့အကြောင်းမရှိဘူးဒါပွဲတိုင်းဒီပါဒီထက်ပူကောင်းလာတဲ့အကြောင်းမရှိဘူးဒါသေးကြတယ်ဒါသေးကြတယ်ဗျဒီကောင်နေနဲ့ပဲဆက်သွားမှာလေဒီကောင်နေနဲ့ပဲဆက်သွားမှာပဲမင်းဘလူးမမမရှိရတကယ်အကူရပါတယ်ဆိုတဲ့ကစားမားတွေကသူ့အနေနဲ့သူဒံယာပြက်တနာတွေကိုစီနေမင်းရာဒီကုံတိနားကုန်ညပြီဒီကောင်နေနဲ့ဆက်သွားမှာမင်းဘလူးဘလူးမင်းပူကောင်းတဲ့ performance ကိုကျွန်တော်မျှော်လင့်လို့ရမှာလေဟုတ်တယ်မလားနော်ဒါကြောင့်ဒီပွဲက zigzag ပါနော် ဒီပွဲကကျွန်တော်တို့ zigzig ကကျွန်တော်တို့အနေနဲ့ဒီဘယ်လိုပြောမလို့ဒီဟွာပဲရှိတာပါ zig zigzig ကအကောင်းဆုံးပဲကျွန်တော်ပြောရမှာပဲเนาะအာဆိုတော့ဂါနာချူနဲ့ဒါလောက်ကလည်းတဲ့เนาะဟိုဘယ်လိုပြောမလို့ဆဲတာလည်းတဲ့ယာစီကကုန်းတော့မယ်ခုဒီဒီပုံစံပဲတဲ့ဒီချက်ကိုပို့ပြီးတော့တိုးတက်မလာဘူးเนาะဟိုဘယ်လိုပြောမလို့အုံတော့မှမရှိတာဘောလုံးကန်တာတွေကအုံတော့မှမရှိတာအဲ့လို့ပြောနေတာဗျာဂါနာချူမင်းမမင်းသိတယ်မလားဘလောက်ပဲဟုတ်တချို့တော့လည်းရှိတာပေါ့ဂါနာချူတယောက်ပဲရှိတာလေဘု து ထည့်ရမှာတော့ ဒီအိုက်ကောင်ကအဲ့လိုဖြစ်နေလို့ကိုအဲ့လိုကစားနေတာကနအခုလောလောဆယ်မှာရှိနေတယ်ဗျာကြည်လိုက်လို့ရှင်တိုက်စင်မှာဘယ်သူမှမရှိတော့ဘူးလေခနာချိုးပဲရှိတယ်မလားကြိုက်ကြိုက်မကြိုက်ကြိုက်ထည့်ရမှာပဲနီးပြရလဲသိတယ်မလားဆိုတော့ဘာဖြစ်လဲဆိုတော့ဒီကောင်ကသူတယောက်လေးလေးငါပဲရှိတာလေအဲမင်းမကြိုက်ဘူးလားโอเคလဲလေမင်းဘာလို့မလဲကြီးကြတာပေါ့အဲ့ပုံစံအဲ့ဆောက်ကျူးချိုးနေတာအဲ့ဆောက်ကျူးချိုးနေတာဒီလားလူကြီးတော့မင်းခုနကမင်းကိုဘူးရဲ့မင်းခြေသန်းမမီဘူးမင်းကစားသွားတာ အဲ့လိုအချိုးကြီးချိုးနေတာဗျအသင်းမှာပုံမှန်ပွဲတော်ခွင့်ကိုဇိမ်ပီနေပြီးရနေတဲ့ကစားသမားတွေကဘယ်လို performance တွေပြက်ပြဘယ်လိုစုပ်ပြတ်တဲ့ performance တွေရရဇိမ်ပီနေပြီးတည့်ပွဲထွက်ခွင့်ပုံမှန်ရနေတဲ့ကစားသမားတွေကအသင်းဘယ်လိုကိစ္စတွေပဲဖြစ်ဖြစ်ဒီကောင်တွေယူမဆိုင်ရောက်ဘူး AC ဖြစ်သွားပြီ AC ဖြစ်သွားပြီအဲ့အဲ့လိုအဲ့တော့အဲ့လိုမျိုးရနေလို့ပဲကာနာချိုးတို့ဒီလိုမျိုးချိုးချိုးနေတာပဲနော်ဒါလို့တို့လေဒီတိုင်းပဲလေပုံမှန်ချီသွင်းပုံမှန်ပွဲထွက်ခွင့်တွေရနေတာဘယ်လောက်ပဲစုပ်ပြတ်တတ်တဲ့ဒီကောင်ကပုံမှန်ပွဲကစားခွင့်ရတာပဲဘာလို့လဲနံပါတ်1သူ့နေရာမှာကျွန်တော်ထည့်မဲ့သူမရှိဘူး နံပါတ်1ဒီကောင် energy ကောင်းတယ်ဟိဘာညာနဲ့ကျွန်တော်ပြောကြတယ်မလားဆိုတော့ဒီကောင်မဲကျွန်တော်မြင်ရမှာပဲဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့ပုံမှန်ပွဲထွက်ခွင့်ညီတတရရရနေတဲ့အနေထားမှာကစားမတွေကသူတို့ကိုသူတို့ဖြင်းတယ်လို့မထင်တော့ဘူးဖြင်းတယ်လို့မထင်တော့ဘူးနဲ့ဟိုပုံမှန်ပွဲထွက်ခွင့်ရနေတယ်ဆိုတော့တာဝန်ကြီးအောင်ကစားလိုက်မှာပဲဒါပဲလေအခုဆိုကျွန်တော်ကြည့်ပါလားဘလောက်တော့မှမင်းတုံးတယ်လေမင်းကစားသွားတာဒီကဖြင်းလုံမူလားနော်ဖြင်းလုံမူလား Harry Amos တို့ကိုနေရာ ကြည်အားပေးကြည့်တင်နေတင်နေတဲ့ဒါလောက်ကြီးကတပွဲမှမကောင်းတာကိုတဲ့သူ့နိုင်ငံသားဘုန်းကြီးကပြနေတာမသိဘူးတော့ကာနာချိုလေးရတဲ့စင်းနေရောင်းတင်နေပြီကျွန်တော်ကတော့ဗျာအဲ့အဲ့အဲ့ narrative ကိုကျွန်တော်ကျွန်တော်လက်မခံဘူးဘုန်းတော့တယောက်နဲ့တယောက်တော့အမြင်တူချင်မှတူမယ်သူ့နိုင်ငံသားဘုန်းကြီးကပြနေတာများဆိုတော့ narrative ကလက်ခံစရာအကြောင်းမရှိပါဘူးကျွန်တော်တို့မှရွေးချယ်စရာမရှိတာတွေကျွန်တော်အများကြီးရှိတယ် Harry Amex တို့ကိုနေရာပေးရအောင်ကလည်း Harry Amex က right wing ဘက်မှာကစားတဲ့သူမှမဟုတ်ဘူးလားသိတယ်မလားကျွန်တော်တို့လည်းပဲကာနာချိုဘာလဲဒါလောက်ကိုမမြင်ချင်ဘူးပဲတွေးကြည့်ရရင်ဘယ်သူမှဒါလောက်ကိုမမြင်ချင်ဘူးဗျာ တည်ရမလားဟိုလူလူမရှိလို့နီးပြကသုံးနေရတာလူငယ်ကစားမားတွေကိုသုံးနေဆိုတာကအဲ့လောက်ထိမှမလွယ်တာဒါဒါလည်းပဲဓာတ်လောက်ကိုမကြိုက်တဲ့အခါကျတော့လူငယ်တွေကိုသုံးလူငယ်တွေကိုသုံးပြောကြမှာပေါ့နော်တကယ်တမ်းကသူ့နိုင်ငံသားမင်း everyday ဟာလက်ထက်တုန်းကပဲဖြစ်ဖြစ်အခုဒီမှာပဲဖြစ်ဖြစ်တည်ရမလားသူ့နိုင်ငံသားမူလို့ထိတ်တာဘာညာဆိုရရည်ရမင်းဟိုဘာလို့စရာအကြောင်းမရှိဘူးအခုဦးနန်းနာပဲသူ့နိုင်ငံသားမှာမဟုတ်တာမင်းသုံးတာပဲဘာလို့လဲလူမမရှိတာဟုတ်တယ်လူမမရှိတာလေနော်ဟိုဟယ်ဒီမကွိုင်းရဆိုလို့မကောင်းတဲ့ပွဲစဉ်တွေရှိတာပဲဒါပေမဲ့သုံးရတာပဲဘာလူမမရှိတာကျွန်တော်တို့မှာ ရက်စမန်ဝိုက်လန်ကြီးဘသူကပွဲတိုင်းသုံးကျင်တမာတော့เนาะဒါပေမဲ့လို့เนาะကျွန်တော်ထူးထူးခြားခြားကြီးရှိရှိမှမရှိတာရှိမှမရှိတာပဲသိတယ်မလားเนาะထဲ့တရားကဒါပဲရှိတာပက်ထရစ်ဒူဂူမြင့်ကြည့်နေနောက်ပွဲဒီမှာပွဲတိုင်းပါမှာပဲဘာလို့သူပဲရှိတာပဲလေကောင်းကောင်းမကောင်းကောင်းဟုတ်တယ်မလားဆိုတော့တချို့အရာတွေကကျွန်တော်အနေနဲ့ဒီဘူးပြောမလို့ကစားမားတွေကျွန်တော်တို့လည်းမမြင်ချင်ဘူးဘသူမှဘယ်ပရိသတ်ကမှမြင်ချင်မမြင်ချင်မှမဟုတ်တဲ့ကစားမားတွေအများကြီးပဲဗျယူနိုက်တက်မှာဒါပေမဲ့တီးခံပြီးတော့သွားရမှာပဲနီးပြပဲနီးပြကကိုယ်တိုင်ကမကြိုက်ကျွန်တော်လည်းပဲမင်း ချပါတော့ဗျာအမ်မိုရီနာဆိုလို့ရှိရင်ပူကောင်းတဲ့ကစားမတွေအရင်လူစင်းမှာရှိရတူထဲ့မှာပဲပူကောင်းတဲ့ကစားမတွေရှိရတူထဲ့မှာဒါသေးကြတယ်ဟုတ်တယ်မလားဒါနော်ဟိုဒါမဲ့လူငယ်ကစားမတွေဆိုတာအမခံချက်မရှိတာနော်လူလူနော်လူလူငယ်ကစားမတွေဆိုတာအမခံချက်မရှိဘူးပြီးလို့ရှိရင်လူငယ်လေးတွေကိုတုံးတဲ့နေရာမှာလေကျွန်တော်တို့ကအချိန်နည်းတဲ့အချိန်ကားလေကြည်ရသေးတာဗျာသိလားဟိုဟွာတို့ပြောသွားသလိုပဲသိရနော်ဆိုတော့အဲကြောင့်ဟိုလူငယ်ကစားမတွေဆိုတာကျွန်တော်တို့ချက်ချင်းလက်ငင်းဆိုလို့သိတယ်မလားနော်ဟိုယုံကြည်လို့မရဘူးဗျာနော်ဆိုတော့ ဒါပေမဲ့ဗျာကျွန်တော်ပြောရစီနီယာပလေယာတွေကတောင်ယူစိတ်အပြည့်နဲ့ကစားရမှာဒီကောင်ကြီးကျွန်တော်ပြောနေတာရှင်းရှင်းလေးဒီထက်ပိုကောင်းနိုင်တယ်ဒီကောင်ကြီးရဗျာဒီထက်ပိုမကောင်းနိုင်ပေနဲ့ဒီအသင်းကိုရောက်လာတဲ့အကြောင်းမျိုးယူနိုက်တက်ကိုရောက်လာပြီဆိုကြတဲ့ကတခုမဟုတ်တခုတော့ဒီကောင်ကြီးအချင်းကြီးကောင်းငယ်လို့ပဲမြဲအခုကကသူတို့မှသူတို့လုံနိုင်စွမ်းအပြည့်မကစားရဘူးပေါ်ပြက်ပြက်ကစားတယ်ပေါ်ဒီပေါ်ပြက်ကစားတယ်နော်ကျွန်တော်ဒီသူတို့ကြိုးစားနိုင်စွမ်းကိုအပြည့်ဝမကစားကြဘူးပြည်တနာကအဲ့ဒါပဲ တော်တော်ကိုတိုင်ပြတ်ပါတာနော်လူပေးမကစားတာကတော်တော်ကိုရုပ်ပြက်တယ်ဗျာတဲ့ကာနာချူကတဲ့နော်ကာနာချူကလူပေးကစားတာမင်းလူပေးမကစားတာတော်တော်ခုနကကြည့်ကြည့်ပါ तू လူတစ်ခါပေးတယ်ဂူဂူရသွားတယ်အဲ့နောက်ပိုင်းဒီကောင်လူဘယ်နှခါပေးစော်သေးလဲလူဘယ်နှခါပေးစော်သေးတယ်ကျွန်တော်ပြောချင်တာကနော်ကာနာချူကတော်တော် arrogant ဖြစ်တဲ့ကစားမှာပါအသက်ကလား20ပဲရှိသေးတာမင်းငါလုံးမှမဟိုမာနာနော်ဘယ်လိုပြောလို့ဆိုတော့ကကျွန်တော်ဟွာရောက်နေပြီဗါတယ်ဟိုနှစ်ပေလောက်ပူထွက်နေပြီဒီလားငယ်လေးကနေပြီးတော့ ော်တော်ကိုတော်တော်ကိုရုပ်ပြည့်စင်မဲ့ကစားမှာဒီပုံစံနဲ့မင်းအာဂျင်တီးနားမှာမင်းတက်တက်လုံးမင်းပွဲထွက်ခွင့်နေရာရမှာမဟုတ်ဘူးဒီလားအဲ့ပုံစံနေရာတော့နေရာရဖို့လောက်ကြီးလေတိတယ်မလားထိုက်တယ်မှာမဟုတ်ဘူးဒီလိုပုံစံလုပ်နေသေးရတော့နော် ဲပါဆက်တပိုင်းเนาะဆိုတော့ဒီပွဲကအများကြီးထူးခြားပြောစရာမရှိခဲ့ဘူးဆိုတော့အခုလက်ရှိကြည့်နေတဲ့ညီကိုလေး900နီးပါးရှိပါတယ်ဆိုတော့ကျွန်တော် fantasy skin ကတော့မရှိတော့ပါဘူးเนาะဆိုတော့မနေ့ပြန်ကြလို့ရှင်တော့ကိုစီသူတို့ပါလို့ဗီဒီယိုတွေကိုကျွန်တော်တင်ပြပါမယ်ထုံးတင်နိုင်မယ်ကြည့်ရှုပါပြီးညီကိုများလုံးကိုကျေးဇူးများတင်ပါတယ်နှစ်နိုင်တော့ခွဲနေပြီဆက်တပိုင်းเนาะဆိုတော့မနေ့ပြန်တော့ဒီနေ့တော့ကြာအလုတ်ပိုင်းညာတွားရရှိနေအဲ့ကြောင်เนาะအရေးပြည့်အကျိုးမနေ့ခဲမနေ့ခဲရအောင်ပေါ့ဗျာเนาะကိုပရိသတ်ဒီလေဒါမှမဟုတ်လို့ဘယ်လိုပြောမလဲကိုသိင်းရဲ့အခုလက်ရှိအခြေအနေကဒါအမှန်တရားလက်ရှိအခြေအနေကဒါပဲ ကျွန်တော်ဒီထက်ပိုကောင်းနေဆိုရင်အဲ့ဒါကံကံဖေးမလို့တခါတလေထအကြောက်ထတာပဲရှိတာကိုသင်းရဲ့လက်ရှိပုံစံဒါပဲဒီလိုပုံစံနေဒါမှမဟုတ်ဒီထက်ဆိုတဲ့ပုံစံနေเนาะကျွန်တော်တို့ဒါယာတီကုန်ဒီတိုင်းဆက်သွားမှာပဲကြည့်တယ်မနောက်နောက်တစ်ဆင့်တက်လည်းပဲဒီတိုင်းဒီပုံစံနဲ့တက်မှာပဲဒီပုံစံနဲ့တက်မှာပဲနောက်တစ်ဆင့်ကမတက်ဘူးပြုတ်လေဒီပုံစံနဲ့ပြုတ်မှာပဲပရီးမီးယားလိမှာလည်းဒီပုံစံနဲ့သွားမှာပဲဒီကစားမားတွေနဲ့ပဲကျွန်တော်တို့เนาะ300ရာရှိနေတဲ့အနေထားမှာပိုကောင်းလာဖို့ဆိုတာအများကြီးမျှော်လင့်လို့ရတဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူး ဆိုတော့အဲကြည့်ကြတာတော့ဖြစ်ကြတော့ကဲဆရာသမားကြီးเนาะကျွန်တော်တို့မနေ့ပြန်ဗီဒီယိုဒီမှာကျွန်တော်တို့ဆက်ပြီးတော့တွေ့ရမယ်ကျေးဇူးအားပေးတဲ့ဒီကိုအများလုံးကိုကျေးဇူးများကြီးတင်ပါတယ်